ဲ့အသက်တာစတင်ပြောင်းလဲခဲ့ခြင်းတွေကိုနည်းနည်းဝင်ကားပေးပါဟုတ်ကဲ့ကျမနာမည်ကနန်းဤနေဝေဖြစ်ပါတယ်ရှမ်းလူမျိုးတယောက်ဖြစ်ပါတယ်ကျမဒီအသက်တာမပြောင်းလဲခင်မှာတော့အရင်တော့ကတော့မီယိုဖလာခရိယန်တယောက်ဖြစ်ပါတယ်ကျမအသက်23နှစ်မှာသခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခဲ့ပါတယ်သခင်ယေရှုကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျမရဲ့အသက်တာထမဖျားခင်ရဲ့စုံစမ်းခြင်းတွေ စစ်ဆေးခြင်းတွေမျိုးမျိုးကိုတွေ့ကြုံခဲ့ရပါတယ်။ကျွန်မ20နှစ်မှာအိမ်ထောင်ကျပြီးတဲ့အခါမှာမိတွင်ထဲမှာစားဆရာတောက်ဆရာမရှိတော့တဲ့အခြေအနေမျိုးထိဖြစ်ခဲ့ပါတယ်။ကျွန်မထမင်း3ရက်ငတ်ခဲ့ပါတယ်။ပထမတစ်ရက်မှာတော့ကျွန်မတို့ထမင်းလက်သုပ်ပဲရှိတာကိုကျွန်မတို့ဝါထင်းနဲ့ပဲချက်စားခဲ့ပါတယ်။ကလေးကိုနိုးတိုက်ရတာဖြစ်တဲ့အတွက်ကျွန်မဘိုက်တွေလည်းအရန်နဲ့စားပါတယ်။အဲ့ဒီခါမှာ ရှိတဲ့သမင်းလက်သဆုပ်စာကိုကျမတို့ဒီနေ့ဝါထင်းနဲ့ချက်ပြီးမှဖျုံဒီကိုတလုံးကို ရောပြီးမှစားခဲ့ရပါတယ်ဒုတိယနေ့မှာတော့ဖျုံဒီပဲရှိတော့ပါတယ်ဆန်လက်သဆုပ်စာလည်းမရှိတော့ပါဘူးဒါကြောင့်ဒုတိယနေ့မှာတော့ဖျုံဒီတလုံးကိုပဲပြုတ်စားခဲ့ပါတယ်တတိယနေ့မှာတော့ဖျုံဒီလည်းမရှိတော့ဘူးဆန်လည်းမရှိတော့ဘူးဒါကြောင့်မူလင်းကနေစပြီးကျမတို့ဖျားကိုစတင်ချီးမွမ်းပါတယ်ကျမအမျိုးသားရဲ့ကျမရဲ့အောင်ငယ်ညီကလေးလေးရဲ့ကျမတို့ လက်ခုပ်တီးပြီးဖျားတခင်ကိုစပြီးမှချီမွမ်းကြပါတယ်အဲ့ရထဲမှာပါပဲချီမွမ်းချီမွမ်းရင်လည်းကျမလည်းပိုက်ရမ်းစားတယ်ကျမမျိုးသားလည်းနောက်ပိုင်းမှာဂီတာမတီးနိုင်တော့ဘူးကျမလည်းလက်ခုပ်မတီးနိုင်တော့ဘူးဒါပေမဲ့လည်းကျမရီတောက်ပြီးကလေးလေးကိုတော့ရအောင်လို့တိုက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမစဉ်းစားမိတာတစ်ခုပဲရှိတယ်ဖြစ်ပါတခင်ယေရှုကိုယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာ နော်ဘုရားသခင်ကမဆနိုင်နဲ့ကျွေးမွေးနိုင်နဲ့ဘုရားသခင်ကဘုရားဖြစ်တယ်ဆိုတာယုံကြည်တယ်ဒါပေမဲ့လေကျမဘာဖြစ်လို့အခုလိုမျိုးစားစရာမရှိတောက်စရာမရှိအခြေအနေထိဖြစ်ရတာလဲအစာငတ်ပြီးတည်တဲ့မသားဆိုတာမရှိဘူးလို့တော့ကြားဖူးတယ်ဒါပေမဲ့အဲ့မသားငါကူနိုင်ပဲဖြစ်တော့မယ်ထင်တယ်လို့တော့ကျမတအားနဲ့အဲ့လိုမျိုးစဉ်းစားမိတယ်ပေါ့အရင်လဲဝမ်းနေတယ်ပေါ့နော်ဆူတောင်းဆူတောင်းတဲ့အခါမှာကျမရဲ့စိတ်ထဲမှာတစ်ခုပဲပေါ်လာတယ်ငါမတည်ရသေးဘုရားသခင်ရဲ့ အမှုတော်မြတ်ထဲမှာပါဝင်ရအောင်မယ်ဖျားခင်ရဲ့ကောင်းမြတ်ခြင်းတည်င်းစကားကိုကြားပြောရအောင်မယ်ဒီအရာပဲကျွန်မထပ်ခါတလဲလဲရွတ်ဆိုနေမိပါတယ်လို့ဖျားကိုလက်ခုပ်တီးပြီးတော့လည်းမချီးမွမ်းတော့လည်းနိုင်တော့တဲ့အခါမှာကျွန်မတို့အဲ့ရထဲမှာပဲပက်လက်အာယုံဖျားကိုဆက်ပြီးအာယုံပြုနေခဲ့ပါတယ်လို့အဲ့ဒီချိန်မှာညနေ9နာရီချိန်မှာဖျားခင်ကကျွန်မကိုအဖြေပေးပါတယ်နော်တခါမှမမြင်ဘူးမကြားဘူးတဲ့နေရာနေပြီးမှ ကျမတို့တို့အလူငွေစာအိတ်တအိတ်ရောက်နေပါလေတို့တော်လည်းပဲလာပို့ပေးမဲ့သူဟာစာအိတ်ရောက်နေတာတပတ်လောက်ရှိပြီဆိုပေမဲ့လည်းလာပို့ပေးမဲ့သူကမအားလို့လာမပို့ရဘူးဆိုပြီးမှသူကအဲ့ဒီနေညနေ9နာရီမှပဲအိမ်ကိုရောက်ရှိလာခဲ့တယ်။အဲ့အဲ့ချိန်မှာကျမတို့ကိုအမီမတိတဲ့သူတယောက်ကနေပြီးမှအလူငွေတထောင်လာပေးတာဖြစ်ပါတယ်လို့အဲ့ချိန်တုန်းကလည်းတထောင်ဆိုတာတော်တော်လေးတန်ဖိုးရှိပါတယ်။အဲ့ဒီချိန်ကျမှကျမမျိုးသားက ပြီးကုန်းကလေးကိုပြေးတက်သွားပြီးမှဈေးထဲမှာဆန်နေမိတွေ့တွေတော့ဝဲပြီးမှပြန်လာပြီးမှကျမတို့ကျေးဇူးတော်ကိုချီးမွမ်းပြီးမှအဲတမင်းချက်စားခဲ့တယ်လို့ဒီလိုမျိုးပဲအခက်ခဲတွေများစွာနဲ့ဘုရားခင်ကကျမကိုပြုပြင်ပြီးမှပုံတွင်းခဲ့တယ်။ဘာဖြစ်လို့လဲဆိုရင်ဆန်တစေးရဲ့တန်ဖိုးကိုဘုရားခင်ကကျမကိုနားလဲစေချင်လို့သူကနေပြီးမှဒီအရာနဲ့ပေးပြီးမှကြုံတွေ့တာဖြစ်တယ်လို့အခုချိန်မှာဒီကျမရဲ့အမှုတော်မြတ်လုပ်ငန်းထဲမှာအဲဒီလို့ အခက်အခဲတွေနဲ့တွေ့ကြုံတဲ့အခါမှာဘုရားသခင်က ကျွန်မကိုအစာတောင်းနဲ့ပတ်သက်ပြီးမှဘုရားသခင်ကကျွန်မကိုတွန်တင်ခဲ့တဲ့အရာဖြစ်တယ်လို့နောက်နောက်ပိုင်းမှာလည်းပဲကျွန်မသားလေး၃လအရွယ်လောက်မှာအဲကျွန်မကဘာဖြစ်လဲဆိုလို့ရှိရင်နောက်ထပ်အစာအဆိပ်ဖြစ်ပါတယ်လို့ food poison ဖြစ်ပါတယ်အဲ့ဒီခါမှာလည်းပဲပုံမှန်အားဖြင့်လူတစ်ယောက်ဟာ နော်တွေးပောင်ချိန်ရဟာဆိုလို့ရှိရင်0ဖြစ်ရင်အဲလူတရားတေးဦးတေးရပါတယ်လို့ဒါမဲ့အဲ့အချိန်မှာကျမကအပေါ်ကအရန်နဲ့အန်နဲ့အောက်ကလည်းဝန်းနေသွားတယ်ကလေးကလေးကိုလည်းနှုတ်တိုက်ရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမကစီးသွားကုမယ်ဆိုလည်းပတ်စံတကြမ်းမှမရှိဘူးဆိုင်ကယ်စီးပြီးဆေးရုံသွားပြမယ်ဆိုရင်လည်းဆိုင်ကယ်ထဲမှာစီးတော့တက်စီးတော့မရှိဘူးပေါ့နော်အဲ့ဒါနဲ့ကျမကဆူတောင်းတယ် ဘုရားခင်ကျမတည်ရတော့မယ်ထင်တယ်လို့လက်တည်းလည်းအေးဆက်နေပြီလို့ဆိုတော့ကျမမျိုးသားလည်းပဲနောက်ဆုံးအချိန်ဆူတောင်းပြီးဆိုင်ကဲကိုသူနိုးကြည့်မယ်ပေါ့ဆိုင်ကဲနိုးလို့ရတယ်ဆိုလို့ရှင်အဲသူအဲစက်ထဲမှာရှိရတက်ရင်လည်းဆေးစရာတယောက်တော့ခေါ်မယ်ဆိုမှသူဆိုင်ကဲကိုနိုးကြည့်တဲ့အခါမှာဆိုင်ကဲတက်စီမရှိတော့လည်းပဲနိုးလို့ရတယ်အဲ့ဒါနဲ့ပဲအဲစက်တက်ထဲဆရာတယောက်တော့ခေါ်လာတဲ့အခါမှာကျမကိုသွေးပေါင်ချိန်လာတိုင်းကြည့်တဲ့အခါမှာကျမရဲ့သွေးပေါင်ချိန်အပေါ်40အောက်0ဖြစ်နေတယ်ပေါ့နော်အပေါ်40အောက်0ဖြစ်နေတယ် အာဘာဖြစ်မှန်းလဲကျမမသိတော့လဲပဲအဲ့ဆရာစစ်ဆေးတဲ့အခါမှာအစာအစိတ်ဖြစ်တယ်ပေါ့နော်အချင်းနေမကောင်းတော့ဘူးလို့ကျမကိုပြောတယ်အဲနောက်ပြီးမှအဲသူကစီပလင်ကြီးချိတ်ပေးခဲ့မယ်ဆိုပြီးမှစီပလင်ကြီးတွေချေရောလက်ကောပြိုင်သူချိတ်ပေးခဲ့အဲ့တော့ဗျအဲ့ဒီကနေလဲပြန်ပြီးမှအဲ့လို့ တကယ်တမ်းဆိုရင်အဲ့လောက်သွေးပေါင်ချိန်၃ညဆိုရင်လူတယောက်ဟာတည်ရမှာဖြစ်တော့လေပဲဖျားခင်ကကျမကိုတည်ခြင်းရဲ့ကတွင်ထဲကနေလဲဖျားခင်ကကျမကိုဒီနေ့လွတ်မြောက်ခွင့်ပေးခဲ့တယ်ဗောနော်ဒီအရာတွေအားလုံးဟာဖျားခင်ရဲ့အကြံစီတော်မြတ်ပဲဖြစ်တယ်ပတ်စံရှိတဲ့ချိန်မှာလဲသူ့ကိုအာကိုတတ်အောင်ဖျားခင်ကတင်ပေးခဲ့တယ်အသက်ဘေးနဲ့ကြုံတွေ့တဲ့အခါမှာလဲပဲစီဝါတွေကိုအာကိုချင်းတဲ့ဖျားကိုအာကိုတတ်အောင်တင်ပေးခဲ့တဲ့ဖျားဖြစ်ပါတယ်လို့ဖျားရှင်ကကျမကိုထူနီးထူလန်းအဖြစ်ပုံတွင်းခဲ့တယ် ဒီနေ့ကျမကိုပြုပြင်ပေးခဲ့တဲ့အရာရာဒီနေ့ကျမရဲ့အမှုတော်မြတ်ထဲမှာနော်တကယ်အထောက်အကူပြုစေဖို့ဖြစ်တယ်ကျမကိုကောင်းကောင်းကောင်းကြီးဆုံးမခဲ့တဲ့ပုံတွင်ခဲ့တဲ့အရာရာဆိုလို့ရှိရင်ဒီနေ့ကျမအဲမိမမဲ့ကလေးတွေစာလာမတ်မတ်တိတ်နေတဲ့သူတွေကိုပြန်ပြီးမှစာနာတက်ဖို့ကိုချင်းစာတက်ဖို့ရတွဲဖျားခင်ကျမကိုတုံသင်ခဲ့ခြင်းဖြစ်တယ်ပေါ့ဒီစတဲ့နဲ့ဆက်မဆက်လိုက်ပြီးတော့မှဆက်မရဲ့အမှုတော်မြတ်လုပ်ငန်းက <laughs> ဘယ်လုပ်ငန်းနဲ့အစပြုတော့မှဒီခြေနေထိရောက်လာတယ်လဲဆိုတော့နိုင်ငံတက်တွေခံပေးပါဟုတ်ကဲ့ကျမနောက်ပိုင်းမှာကျမက6နှစ်ခွဲမူကြိုဖွင့်ခဲ့ပါတယ်ဒီမူမူကြိုကိုလှုပ်တဲ့အခါမှာလည်းပဲအဲကျမကကလေးတွေကို တစ်နှစ်တစ်ခါဘောနော်ကျောင်းစုပေးပွဲနဲ့ခရစ်စမတ်ပွဲစူပောင်ပြုတ်လုပ်ပြီးမိဘတွေကိုအေဝံဂေလိဟောပြောခဲ့ပါတယ် အဲဒီကလေးတွေကိုမေတ္တာပြရပြီးမှသူတို့ကိုလည်းအစီခံပြီးမှပြုစုပြုထောင်လာတဲ့အခါမှာကလေးမိဘတွေကလည်းကျမတို့ကိုယုံကြည်အားကိုးတယ်လေးစားခဲ့ပါတယ်သို့တော်လည်းပဲဒီအရာဟာဆိုလို့ရှိရင်မျိုးစိကြီးကျဲတဲ့အရာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမကဝိညာဉ်တွေကိုအပိုင်ရချင်တယ်လို့ဖခင်ကိုပြောတဲ့အခါမှာ2013ခုနှစ်မတ်လ တရက်နေ့မှစပြီးမှကျမတို့ကျမစီကိုကကျမဖခင်ကကျမကိုစကားပြောတယ်ဟေရှာယအခန်းကြီး47အငယ်3နဲ့ဘုရားခင်ကျမကိုစကားပြောတယ်မစိုးရိမ်ဖို့เนาะဘုရားခင်ကမကြောက်ဖို့ပြောတယ်ကျမဒီကျမတို့မိသားစုလေးတောင်နေစရာမရှိထိုင်စရာမရှိကျမတို့စားမလောက်တာဘုရားခင်ကျမသူများကလေးတွေကိုကျမဘယ်လိုခေါ်ပြီးမှ အဲကျွေးမွေးပြုစုဆောင်ရှောက်မလဲလို့ကျမဖျားကျွန်းဇောတကားတက်မိတယ်အကြိမ်ကြိမ်ညင်းဆန်ခဲ့တယ်ဖျားခိုင်းစေတဲ့အရာပေါ်မှာကျမကြောက်ရွံ့ပြီးမှကျမမလုဆောင်ရဲဖြစ်တယ်တို့တော်လည်းပဲဖျားခင်ရဲ့အတန်တော်ဟာကျမပေါ်မှာထက်ခါထက်ခါနော်ဂတိတွေပေးပြီးဖျားခင်ကကျမကိုမကြောက်ဖို့ပြောတဲ့ခါမှာကျမစတင်ပြီးမှဒါဆိုလေကိုရောဖျားခင်တယောက်ပုံအဲ့တယောက်စာဖျားခင်ကြွေးပါ နော်ကလေးနှစ်ယောက်ကိုပို့မယ်ဆိုရင်မိဘမဲ့ကလေးနှစ်ယောက်ပို့မယ်ဆိုရင်ကိုရောနှစ်ယောက်စာကျွေးမွေးပါဆယ်ယောက်ပို့မယ်ဆိုအဲ့ဆယ်ယောက်စာဖျားခင်ကျွေးမွေးပါကျမတော့မကျွေးနိုင်ဘူးနော်ကိုရောကိုရောပဲတာဝန်ယူပါလို့ပြောပြီးမှကျမဖျားခင်စကားဝန်ခံလိုက်တဲ့အခါမှာ match 2013ခုနှစ် match လာတရက်နေ့မှာစပြီးမှကျမတို့ဒီကျမရဲ့စီကိုပထမဆုံးတာလီပက်ထရစ်ကနေမှရောက်ရှိလာပါတယ်မိဘမဲ့ကလေးတယောက်အနေနဲ့ပြီးမှဒီအခုကျမဆက်ပြီးမှလောက်ကင်တဲ့အခါမှာအဲ มาชลาไอ้หน้าท้องสัตว์ตรงคุณเนี่ยมากเลยเสียกูจะมารู้สาเต็มบีมาพิสูจน์สาวชาจุ้ยมวยนั่งแค่บาร์เรลู ကလေးအရောက်စီတိုင်းကိုလည်းပဲခန္ဓာစိတ်ဝိညာဉ်သုံးပါလုံးပြုစုပြောထောင်လာတဲ့အခါမှာကလေးဒီဟာဆိုလို့ရှိရင်အဲယေရှုခရစ်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံလာကြတယ်။ပြီးသူတို့အရောက်စီတိုင်းကိုလည်းကြောင်းထားပေးတယ်။အခုဆိုရင်ကျမတို့အဲဒီလို2019ခုနှစ်ထိပေါ့နော်ဘုရားခင်ပို့ဆောင်ပေးခဲ့လို့အခုကျမကလေးသာသနာလုပ်ငန်းမှာကလေး16ယောက်ကိုကျမတို့ပြုစုဆောင်ရှောက်ထားပါတယ်လို့ကျေးဇူးတင်တယ်ကျမဆက်လက်ပြီးတော့မှဒီကလေးတွေဟာ အဲဘယ်လိုမိသားစုအတိုင်းဝိုင်းတွေခြေကနေလဲဆံမတို့ရဲ့အမှုတော်မြတ်ဒါနာလုပ်ငန်းထဲမှာရောက်လာတယ်လေဒီကလေးတွေကိုပြုစုပြောထောင်တဲ့အခါမှာတွေ့ကြုံရင်ဆံရတဲ့အဲခန်းစားချက်လေးတွေပေါ့နော်ဖယားရှင်အဲ့ပေးသွေးစေတဲ့အရာလေးတွေကိုအနေနဲ့တက်တက်ခံပေးပါဟုတ်ကဲ့အများတော့အဖြစ်ကလေးတွေဟာဆိုလို့ရှိရင်မိမစုံဖမစုံတဲ့အဲကလေးတွေဖြစ်ပါတယ်သူတို့လည်းအခက်အခဲမျိုးစုံနဲ့ရောက်ရှိလာတယ်ကလေးတယောက်ဆိုလို့ရှိရင်သူအဲ သူ့အဖေဟာဆိုလို့ရှိရင်သူ့အမေမိတွင်းမှာပဲသူ့ဖေဆုံးသွားတယ်သူ့အမေကလည်းမိတွင်းထဲမှာပဲ နော်စိတ်အဲအရန်ထိခိုက်ပြီးမှစိတ်ဖောက်ပြန်သွားဖြစ်တဲ့အတွက်ဒီကလေးကိုဆက်လက်ပြုစုပြူထောင်းနိုင်ခြင်းမရှိတော့တဲ့အခါမှာကျမစီရောက်လာတယ်။တချို့ကလေးတွေဆိုရင်အဲရှမ်းကလေးတွေဆိုရင်တချို့ကသူတို့အဖေကအဲရှမ်းတပုံထဲပါသွားတယ်။သူ့အမေလည်းနောက်အိမ်ထောင်ပြုတ်သွားတဲ့အခါမှာကလေးနှစ်ယောက်တည်းရွာထဲမှာကြံနေတဲ့အဲမိသားစုပုံစံမျိုးတွေပေါ့နော်။အဲတော့သူတို့အခက်ခဲပေါ့နီးပေါင်းစုံနဲ့ကျမစီကိုရောက်ရှိလာတာဖြစ်တယ်ပေါ့။ပြီးရင်ကျမဒီကလေးတွေကို အဲသူရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးလုံးပြုစုပြောင်းပေးတည်တာမကခရစ်တော်ရဲ့တပည့်တော်စစ်တွေဖြစ်ပေါ်လာရန်ပြီးမှသာသနာပြုတွေမဲ့သူတွေဖြစ်ပေါ်လာတဲ့အထိကျမယူပါယုံထားပြီးမှပြုစုဆောင်ရှောက်နေပါတယ်အခုလိုပြုစုဆောင်ရှောက်နေတဲ့အခါမှာလည်းကျမတို့ခက်ခဲလေးတွေရှိပါတယ်တခါတလေကျမတို့ပထမဆုံးကျမတို့တွေ့ကြုံရတဲ့အခက်ခဲတော့ကျမတို့နေရထိုင်ရပဲဖြစ်ပါတယ်ကျမတို့နေစရာသူများအိမ်ကိုငားပြီးမှနေတဲ့အခါမှာသူများကျမတို့ကို အဲတနစ်မပြည့်သေးပါဘူးဒီမိဘမဲလုပ်ငန်းလောက်တာတနစ်မပြည့်သေးပါသူများကျမတို့ကိုမောင်းထုတ်ပါတယ်နော်လူဦးရေများလာတဲ့အခါမှာအင်ရှင်ကကျမတို့ကိုဆက်လက်ငါးဘေးချင်စိတ်မရှိတော့တဲ့အခါမှာကျမတို့ကိုအဲသူတို့မောင်းထုတ်ခဲ့ပါတယ်ဒါကြောင့်ကျမတို့တွေအဲ့လိုနေစရာနဲ့ပတ်သက်ပြီးမှအခက်အခဲတွေကြုံတွေ့ခဲ့ရတယ်နောက်မှစားစရာနဲ့ပတ်သက်ပြီးမှအခက်အခဲတွေဘလို့ကြုံတွေ့ခဲ့ရလဲဆိုရင်ကျမတို့ဆံမရှိပါဘူးဆံမရှိတဲ့အခါမှာကျမတို့မလုပ်ကြလဲဆိုရင်ညမှာအဲမိသားစုတွေတားတွေတမီးတွေအားလုံးကိုခေါ်ပြီးမှ အဲကျမဆာမရှိဘူးလို့ပြောရင်လည်းတို့အားငယ်မှာကျမအရင်စူးရင်နေကဲတအားတို့တမီးတို့ရေမနဲ့ဖြန့်အတွက်ကျမတို့ဆူတောင်းရအောင်နော်ဖျားခင်တတ်နိုင်တဲ့ဖျားဖြစ်တယ်တို့တွေကိုဖျားခင်မဆမယ်ကဲတို့တွေမနဲ့ဖြန့်ဆန်တအိတ်ဆူတောင်းမယ်လို့ပဲကျမပြောတယ်ဆာမရှိလို့ဆူတောင်းရအောင်လို့ကျမမပြောကျမတို့ဆန်တအိတ်ဆူတောင်းမယ်လို့ပြောတဲ့အခါမှာအားလုံးလက်တွဲပြီးတူထောက်ပြီးကျမတို့ဆူတောင်းတဲ့အခါမှာနောက်တစ်ရက်မှာ နော်စစ်တပ်ထဲကအဲဘူတယောက်ကနေမှဆန်တဲ့အိတ်လာလူပါတယ်လို့အဲအဲ့လိုပဲတက်သေးတွေအများကြီးရှိခဲ့ပါတယ်တခါတလေကျမတို့ဟင်းမရှိတဲ့အခါမှာကျမတို့တော်ထဲမှာဟင်းသွားရှာစားပါတယ်ကျမတို့အဲသွားရှာစားတဲ့အချိန်မှာလဲဟင်းဒီဟင်းရွက်ရှာတဲ့ခိုက်တန့်ဖြစ်တဲ့အတွက်အရွက်တွေကမရှိပါဘူးသူများမီးရှို့ထားတဲ့နေရာနေမှာအတက်ကလေးတွေပြန်ပေါက်နေတာတော့ရှိတယ်တနီယာရောက်တော့ကျမဝမ်းသာအားရနဲ့ဒီအရွက်တွေဒီနေရာမှာတော်တော်လေးလာနှုတ်နေပါလားဆိုမှဝမ်းသာအားရနဲ့ကျမခူးတယ်ပေါ့နော် ခူးကျမကတော့အရွက်ခူးချင်တဲ့စိတ်နဲ့ပဲမဲနေတာတကယ်တမ်းပြန်ကြည့်လိုက်တော့ကျမခူးနေတဲ့အရွက်ကတင်းချိုင်းကုန်းထဲကအရွက်ဖြစ်နော်တင်းချိုင်းထဲမှာရှိတဲ့အရွက်ဆိုတော့ तू ကနှုတ်ထွက်နေတာပေါ့အဲ့တော့ပြန်ပစ်ခဲ့ရအောင်လဲဟဲ့တင်းချိုင်းကုန်းထဲကအရွက်ကြီးတော့ဆိုတော့ပြန်ပစ်ခဲ့ရအောင်လဲအိမ်မှာဟင်းမရှိဘူးအဲ့တော့ကျမတို့ အဲအဲ့ဒီအရွက်ကိုပဲကျမတို့ဆူတောင်းပြီးမှချက်စားခဲ့တယ်ပေါ့ဘေးဥပတ်လည်းမဖြစ်ဘဲနဲ့ဖြစ်ချင်တော့အဲ့ဒီအရွက်ကစေးဖက်တောင်ဝင်နေပါလေတယ်ပေါ့အဲ့ဒါကြောင့်ကျမတို့တခါတလေဟင်းရှိတဲ့ခါမှလည်းပဲအဲကျမတို့တွေ့ဖျားခင်ကနီလန်းပေါင်းစုံနဲ့ပို့ဆောင်ပြီးမှကျွေးမွေးနေတာဖြစ်ပါတယ်ပေါ့ကျေးဇူးတင်တယ်ဆက်လက်ပြီးတော့မှဆရာမအဲရှစ်ဆက်ပြီးတော့ပေါ့နော်ရှားရှင်ပြီးတော့မြတ်အတွက်ဘယ်လိုယူပါယုံနေထားပြီးတော့မှဘာတွေဆက်လုပ်သွားမယ်လို့ဆုံးဖြတ်ပြီးတော့မှ တန်တိထန်ချထားတယ်ဆိုတာနည်းငယ်ပေါ်ပြပေးပါအာဟုတ်ကဲ့ကျမရဲ့ယူပါရုံကတော့ဒီကလေးတွေကိုမိဘမေတ္တာခံစားရရှိစီချင်တယ်ပေါ့နံပါတ်၁ချက်နံပါတ်၂အချက်ကတော့သူတို့ဝိညာဉ်ရလေးတွေနေ့စဉ်နဲ့အမျှကြီးထွားတိုးတက်စီချင်တယ်နံပါတ်၃သူတို့အဲတက်မွေးဝန်းကြောင်းပညာတစ်ခုခုတင် जा တက်မြောက်ပြီးစီးတဲ့အထိသူတို့ကိုအဲပညာလေးတွေဒါနာပြုချင်တယ်ပြီးတော့အဲသူတို့ အမှုတော်မြတ်ထဲမှာပါဝင်လိုက်လာနိုင်ဖို့ရန်အတွက်ကျမယူပါယုံထားပါတယ်။တပည့်တော်ယေရှုရဲ့နောက်လိုက်ကောင်းတွေတပည့်တော်စစ်တွေတာသနာပြုတွေဖြစ်လာဖို့ရန်အတွက်ကျမယူပါယုံထားပြီးမှပြုစုဆောင်ရှောက်နေပါတယ်လို့။မရှိတော့ဆရာမရေမိသားစုရေစုစုပေါင်းကလေးတွေရေအားလုံးပဲနှစ်ယောက်ရှိသွားပြီလေ။အော်ဟုတ်ကဲ့ကလေးတွေက16ယောက်ရှိပြီမှာကျမတို့မိသားစုက၄ယောက်ရှိပါတယ်။တားလေးတယောက်တမီးလေးတယောက်ရယ်ဆိုရင်ကျမတို့မိသားစုအားလုံးအယောက်20ရှိပါတယ်။ ံရှင်းတဲ့အတူအဲဖျားရှင်ပေးတွေ့တဲ့ဒီဒုက္ခပြဒနာတွေပေါ်မှာဘယ်လိုအောင်မြင်ကျော်လွှားခဲ့တယ်လဲဆိုတဲ့အကြောင်းအရာကိုကြားရလို့ဒီစုတင်ပါတယ်ဖျားရှင်တစ်တပံကောင်းကြီးပေးပါစေအာမင်အဲဆရာမဆက်လက်ပြီးတော့ကလေးတွေကိုလက်ခံပြီးတော့မှပြုစုဖို့ထပ်ပြီးတော့အတက်ပေါ့နော်ပြုစုဖို့ရောအစီအစဉ်ရှိတယ်လား အော်ဟုတ်ကဲ့ဖျားခင်ပို့ဆောင်ပေးလာမယ်ဆိုလို့ရှင်ကျွန်တော်တို့ကလေးများကိုဖျားခင်ပို့ဆောင်ပေးတဲ့လောက် ကျွန်တော်တို့ကကြိုးဆိုပြီးမှလက်ခံမှာဖြစ်ပါတယ်လုံးလုံးစေတော့ကျွန်တော်တို့ဒီ16ရောက်ကူပဲကျွန်တော်တို့လက်ခံထားနိုင်သေးတယ်ဖြစ်တဲ့အတွက်ဒီ16ရောက်ကူပဲဆက်ပြီးပြုစုတော့အောင်မှာဖြစ်ပါတယ်လို့အာဟုတ်ကဲ့ဒီနေ့ကျမတို့က လူတွေနဲ့ဖြစ်ပြက်နေတဲ့အခြေအနေတွေကိုမကြည့်ပဲနဲ့ပေါ့နော်ကျမတို့ဖျားခင်ရဲ့စကားအတန်တော်မြတ်ကိုကြားပြီးဆိုလို့ရှိရင်ရရဲ့ဘုံကိုလှုပ်ဆောင်ဖို့ရန်အတွက်အရောက်စီတန်းကိုကျမကခွန်အားပေးချင်ပါတယ်လို့ဘာဖြစ်လို့လဲဆိုရင်ဖျားရှင်ဟာဂတိပေးထားပြီးဂတိတည်တဲ့ဖျားဖြစ်ပါတယ်လို့ဒါကြောင့်ကျမတို့ဖျားတခင်ကိုယုံကြည်တဲ့အခါမှာသူရဲ့ဂတိတော်ကိုပါယုံကြည်ပြီးမှဂတိတော်အတိုင်းကျမတို့ရှောက်လန်းအသက်ရှင်မယ်ဆိုလို့ရှိရင်ကျမတို့ဖျားခင်ရဲ့စကားကိုနားထောင်ပြီးမှလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ဖျားခင်ကအ တေးမွားကိစ္စလေးကနေစပြီးမှအဆအဆအေးရာတောင်းဝန်ယူနေတယ်ဆိုတာပြောပြချင်ပါတယ်ဒါကြောင့်ဖျားခင်ရဲ့စကားကိုကြားရပြီးပြီဆိုလို့ရှိရင်အခြေအနေတွေနဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေရှိချင်းနေမရှိချင်းနေပေါ်မှာမမူတည်ပဲနဲ့ဒီနေ့ဖျားခင်ရဲ့ဂတိတော်ပေါ်မှာမူတည်ပြီးကျမတို့လှုပ်ဆောင်တဲ့သူအရောက်စီတန်းဖြစ်ပါစေလို့ခွန်အားပေးချင်ပါတယ်အရောက်စီတန်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ